ိုဝင်ဆောင်မေမေရဲ့ပထမဆန္ဒကတော့ ကျမ်းမာတဲ့ခလေးလေးမွေးဖွားချင်တာဖြစ်ပြီးတော့နောက်ထပ်တစ်ခုကတော့ခလေးမွေးဖွားတဲ့အခါမှာလွယ်လွယ်ကူကူနဲ့မွေးဖွားချင်တာပဲဖြစ်ပါတယ်ခလေးမွေးဖွားကနီးလေလေဒီခလေးလေးကိုလွယ်လွယ်ကူကူနဲ့မွေးဖွားနိုင်ပါမလားဆိုပြီးတော့စိုးရိမ်စေးကလည်းများလေလေပဲဖြစ်ပါတယ်ခလေးမွေးရဆိုတာကမိခင်တရားအတွက်အရေးပါတဲ့အမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်ဒီလိုအမှတ်တိုင်ကိုအခက်အခဲကင်းကင်းနဲ့လွယ်လွယ်ကူကူစိုက်ထူနိုင်ဖို့အတွက်အထောက်အကူပြုပေးနိုင်မယ့်နီးလန်းကောင်းလေးတွေကိုပြပြပေးချင်ပါတယ်ရှင်ကဲဒီတော့ခလေးမွေးဖွားတဲ့အခါလွယ်လွယ်ကူကူနဲ့မွေးဖွားနိုင်ဖို့အတွက်ဘယ်လိုနီးလန်းလေးတွေကိုလက်ညာတင်လဲဆို တာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားအလို့ဒီပဲလို့လည်းနှိပ်စက်ပေးပါအောင်ရှင်။ပထမတစ်ချက်ကတော့ကိုယ်လေးချိန်ထိမ့်ပါနော်ကိုယ်ဝင်စားချိန်မှာ အစားတွေအများကြီးစားတာ လှုပ်ရှားမှုနည်းတာတွေကြောင့်ကိုယ်လေးချိန်တွေကဒိုးလာနိုင်ပါတယ်ဒီလိုမျိုးကိုယ်လေးချိန်တွေဒိုးလာတာအဝါလွန်လာတာတွေကကိုယ်ဝင်စောင့်ချိန်မှာဆိုရင်ကျန်းမာရေးပြဿနာတွေအများကြီးခံစားဆင်နိုင်ပြီးတော့ခလေးမွေးဖွားတဲ့အချိန်မှာလည်းမီးဖွားခက်ခဲစေပါတယ်ရှင်ဒါကြောင့်ခလေးမွေးဖွားတဲ့အချိန်လွယ်လွယ်ကူကူနဲ့မွေးဖွားနိုင်ဖို့ဆိုလို့ရှိရင်တော့ကိုယ်လေးချိန်ကိုထိမ့်ပါနော်ဥပမာလမ်းလျှောက်တာကိုယ်ဝင်စောင့်လေးချိန်ကနေလှုပ်တာမျိုးတွေကိုလုပ်ပေးလို့ရပါတယ်ရှင်နောက်တစ်ချက်ကတော့ခလေးမွေးရဲ့ဖြစ်စဉ်ကိုလေ့လာထားပါနော် ခလင်းမိုးတဲ့အခါဘိုင်းအောက်တာဘလို့ရေမွာပေါက်တာဘလို့အချွဲစင်းတာတအိမ်ဝပွင့်တာဓာတ်တွေကိုလေ့လာထားသင်ပါတယ်။ဘာမှမသိတာဘူးဆိုလို့ရှိရင်ခလင်းမိုးကနေကြောက်နေတတ်တယ်ပေါ့နော်။ဓာတ်တွေကိုအလုံးစုံသိထားမယ်ဆိုလို့ရှိရင်ကိုကဘယ်အခြေအနေကိုရောက်နေပြီဆိုတာကိုခန့်မှန်းလို့ရပါတယ်။အဲ့ဒါအပြင်လိုအပ်မယ်ထင်ရင်လည်း chain back class တွေကိုတက်ထားလို့ရပါတယ်ရှင်။နောက်တစ်ချက်ကတော့ squat ထိုင်ပါနော်။ ကိုဝင်းဆောင်ချိန်မှာစက်ကွက်ထိုင်တာကမွေးလင်းကြောင်ပွင့်စီပြီးတော့ခလေးမွေးဖွားတဲ့နေရာမှာလည်းလွယ်လွယ်ကူကူနဲ့မွေးဖွားစီဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်။ပုံစံမှန်မှန်နဲ့တနေ့ကို15ချိန်လောက်စက်ကွက်ထိုင်ပြီးမယ်ဆိုရင်ကြွက်သားတွေကိုပြည့်ရောစီပြီးတော့မီးဖွားရတာလည်းလွယ်ကူစေမှာပဲဖြစ်ပါတယ်။စက်ကွက်ထိုင်တဲ့အခါမှာလည်းချော်မလဲကြအောင်ခြေတော့မနာကျင်အောင်လို့တေချာလေးကယူဆိုင်ပြီးတော့ကိုနိုင်တဲ့လောက်ပဲလုပ်ပေးသင့်ပါတယ်ရှင်။မီးဖွားလွယ်ကူစေဖို့အတွက်နောက်ထပ်လိုက်နာမယ့်နည်းလမ်းတစ်ခုကတော့အေးအေးဝဝအိတ်တာပဲဖြစ်ပါတယ် ကိုဝင်ဆောင်ချိန်မှာအေးအေးဝဝအိပ်ပါလို့ပြောတာက9နှစ်နဲ့အထက်10နှစ်အထိအိပ်တာကိုပြောရမှာဖြစ်ပါတယ်ဒီလိုမျိုးအေးအေးဝဝအိပ်ပြီမယ်ဆိုလို့ရှိရင်မိဖွားရတာကိုလွယ်ကူစေမှာပဲဖြစ်ပါတယ်အိပ်တဲ့အခါမှာလည်းတတောက်တတတာဖြစ်တဲ့ပုံစံနဲ့အိပ်ဖို့မမေ့ပါနဲ့ရှင် လင်းမွေးကနေဘိုင်းနာနေပြီဆိုရင်ဘိုင်းကခဏခဏစားတတ်ပါတယ်ဒီလိုမျိုးဘိုင်းစားနေတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့ပေါ့ပါပါအစားအစာလေးတွေကိုပဲစားပြီးတော့အစီများတဲ့အစားအစာတွေကိုရှောင်ပေးသင့်ပါတယ်ဒီအစားအစာတွေကရင်ပူစေပြီးတော့ခလေးမွေးဖွားတဲ့အခါအနှောက်အယှက်ဖြစ်စေပါတယ်ရှင်ဒါကြောင့်လွယ်လွယ်ကူကူနဲ့မီးဖွားနိုင်ဖို့အတွက်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ငပြောသည်ပန်းသည်ဒိန်ချင်းတည်တိဖြော်ရီလိုမျိုးအားရင်ပြေဝစီပြီးတော့ကျန်းမာစီတဲ့အစာပြေအစားအစာမျိုးပဲရွေးချယ်ပြီးတော့စားသုံးပေးသင့်ပါတယ်ရှင် နောက်တစ်ချက်ကတော့လမ်းလျှောက်ပါနော်။ကိုဝင်ဆောင်ချိန်မှာလမ်းလျှောက်တာကခလေးမိဖွားလွယ်ကူစေဖို့အတွက်ထောက်ကူပေးနိုင်တယ်ဆိုတာကိုအားလုံးသိပြီးသားပဲဖြစ်မှာပါ။ဒီလိုမျိုးလမ်းလျှောက်ပြီးတာကခလေးကိုတအိမ်ကောင်းလေးကြောင်ပို့ဆောင်ပေးသလိုဖြစ်ပြီးတော့တအိမ်ကျုပ်ဆက်မှုဖြစ်စေပါတယ်။ဒါကြောင့်ကိုဝင်ဆောင်ချိန်မှာဆိုရင်တနေ့ကို15မိနစ်ကနေစပြီးနိုင်ဝက်လောက်ထိပုံမှန်လမ်းလျှောက်ပေးမယ်ဆိုရင်ခလေးမွေးဖွားတဲ့အခါလွယ်လွယ်ကူကူမွေးဖွားနိုင်ဖို့အတွက်ထောက်ကူပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့အသက်ရှူလေ့ကျင့်ခန်းလုပ်ပါနော် အမျိုးသမီးတွေအနေနဲ့ခလေးမွေးဖွားတဲ့အခါမှာပြင်းထန်တဲ့နာကျင်မှုတွေကိုခံစားရပါတယ်။ဒီလိုနာကျင်မှုတွေကိုအထီးရောက်ဆုံးတက်တာစီတဲ့လေ့ကျင့်ခန်းကတော့အသက်ရှူလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိုဝေဆောင်မိမိတွေအနေနဲ့ခလေးမွေးဖွားရတာလွယ်ကူခြင်းနဲ့ဆိုရင်တော့အသက်ရှူလေ့ကျင့်ခန်းကိုပုံမှန်လေးလုပ်ပေးတင်ပါရဲ့။ ကိုဝေဆောင်မိမိတွေကကျမ်းမာရင်လည်းညီညွတ်အောင်နေထိုင်စားတော့မယ်ဆိုလို့ရှိရင်တော့မိမိကိုရောဖိုက်တဲ့ကလေးလေးကိုပါကျမ်းမာတန်ဆွမ်းစေပြီးတော့ကလေးမိဖွားတဲ့အခါမှာလည်းလွယ်လွယ်ကူကူနဲ့မွေးဖွားနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါရောရှင်။